အားလုံးမင်္ဂလာပါဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ဒီကမ္ဘာအကြီးဆုံးသတင်းထုတ်လွှင့်ရေးဌာနတစ်ခုဖြစ်တဲ့ BBC ရဲ့ Bamline မှုအပေါ်မှာမိကွန်းထုတ်စရာတွေဖြစ်စေခဲ့တဲ့အကြီးစားအရှုပ်တော်ပုံတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒါက YouTube မှာပြန်နေတဲ့အတွက်ခင်ဗျားတို့လည်းတီးပြီးဖြစ်မှာပါတချို့ကသူတို့က Donald Trump ရဲ့မိကွန်းကိုတီးဖြတ်ရမှာဘလူလွဲမစေခဲ့တဲ့လေလေသတင်းမီဒီယာတွေကိုဘာကြောင့်သတိထားကြည့်ရှုတင်တယ်လဲအဓိကချက်တွေကိုအလုံးရှင်းလင်းလင်း တင်ပြပြီးသွားမှာဖြစ်လို့ဘူရီကိုအဆုံးထိကြည်ပေးပါလို့ပြောချင်ပါတယ်။ပြဿနာက BBC ရဲ့ Trend is second chance လို့အမည်ရတဲ့ Panorama မှတ်တမ်းရုပ်ရှင်ကနေစခဲ့တာပါ။ဒီမှတ်တမ်းရုပ်ရှင်မှာဇန်နဝါရီလ6ရက်နေ့ Capitol ကိုတိုက်ခိုက်မှုပတ်တိုင်မီဒီ Donald Trump မိန့်ခွန်းကို ပြတ်တိုက်ရမှာလွေးမားစေတဲ့တိဖြတ်မှုနီးစနစ်တွေကိုတုံးခဲ့တယ်လို့ BBC ရဲ့ကိုပိုင်ပြည်တွင်းအစီရင်ခံစာကနေဆွေးဆွေးချက်တွေထွက်ပေါ်လာပါတယ်။ BBC ရဲ့ကိုပိုင် editor အဖို့အကြံပေးကပင်အလေးနဲ့ထားမယ်ဒီစနစ်ပိုင်းဆိုင်ရာပြဿနာတွေရှိတယ်လို့ဒီစနစ်ပိုင်းဆိုင်ရာပြဿနာတွေရှိတယ်လို့သူတို့သတိပေးခဲ့ပေးမယ်ဒီစုရဲ့မူတွေကိုအစာပိုင်းမှာလေးလူရှုခဲ့ကြပါတယ်ဆိုပရမဆုံးနဲ့အဓိကအကျဆုံးအမားကအချိန်ကိုရုံးတော့တိဖြတ်ခြင်းပဲဖြစ်ပါတယ်ပန်ဒိုရာမမှတ်တမ်းရုပ်ရှင်မှာဒီ Trump main ကွန်းက54မိနစ်ချားနေတယ် right အပိုင်းနှစ်ပိုင်းကိုသူကတစ်ဆက်ထဲပေါင်းဆက်ပြီးတော့ပြသခဲ့တာတိဖြတ်ထားတဲ့ပုံစံအရာ we are going to walk down to the capital and we fight, we fight like hell. Mimalu say, Chinoro capital go lunch out biro, a swang on Dakai Melu, Chechen, Sadai Bizaru Tinzigayavare. Dabi met the Gera Patama Vaima Duga. We are going to walk down to the capital and we are going to cheer on our presidents and congressmen and women. မြန်မာလို့ဆိုရင်ကျွန်တော်တို့ရေးရင်းနဲ့အမတ်တွေကွန်ကရစ်အမတ်တွေကိုအားပေးဖို့ capital ကိုလမ်းလျှောက်သွားမယ်လို့သူပြောခဲ့တာတိုက်ခိုက်မယ်ဆိုတဲ့စကားကိုသူကပထမပိုင်းပြောပြီးတနအီနီးပါးကြာမှာပြောခဲ့တာဖြစ်ပါတယ်အဲ့လိုဒီလိုတီးဖြတ်လိုက်တာဟာ right trend ကပဲဒီလူတွေကိုတိုက်ခိုက်ဖို့အားပေးသလိုဖြစ်ရရောက်တယ် so ဲ့တော့ဒီလိုတိဖြတ်လိုက်တာထရန့်ကပြိပခဖြစ်အောင်ချက်ချင်းလုံးစုံခဲ့တယ်လို့ကြီးစုသူတွေကလုံးဝထင်မှစေတယ်လို့ဆုလိုပါတယ်အဲ့တော့ဒုတိယအချက်ကဘာလဲဆိုဒုတိယအချက်ကအဖြစ်ပြက်အချိန်စရာကိုလွဲမှခြင်းနဲ့ဖြစ်ပါတယ်တက်တက်လွဲအောင်လုပ်တာသူမှတ်တမ်းရုပ်ရှင်မှာ proud points of way ကကပီတေကိုချီတက်မှုမှာ train မင်းကွန်းကြောင့်လို့ပြသခဲ့တာဖြစ်ပါတယ် ါပေမဲ့အမှန်တကယ်တော့အစူပါအဖွဲရဲ့ချစ်တက်မှုက trap မင်ကိုမပြုတ်မီနက်နက်79.58မိနစ်ခရေကစတင်ခဲ့တာဖြစ်ပါတယ်ဒီလိုအချိန်စရားကိုလွဲမှားအောင်တင်ပြတဲ့အတွက် trap အစူပူအကြမ်းဖက်မှုရဲ့ချက်ချင်းအကြောင်းရင်းအဖြစ်ပုံဖော်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်နောက်ဆုံးအရေးကြီးတဲ့အမှားကတော့စကလုံးချန်လက်ချင်းပဲဖြစ်ပါတယ် right မင်ကိုရဲ့အဲ့ဒီအပိုင်းမှာဒီ trap ကသူ့ထောက်ခံသူတွေကို capital တို့သွားရလမ်းမှာ ငင်းချမ်းစွာနဲ့မြူးချစ်စိတ်တဲ့ဖြင့်သွားရောက်ကြဖို့တိုက်တွန်းခဲ့လားကိုမှတ်တမ်းရုပ်ရှင်မှာတော့လုံးဝသူကအဲ့ငင်းချမ်းစွာနဲ့မြူးချစ်စိတ်တဲ့ဖြင့်ကိုချမ်းခဲ့တာ peacefully ya right patriotically ဆိုတဲ့စကားလုံးကိုချမ်းခဲ့တာအဲ့လိုငင်းချမ်းရေးကိုဖော်ပြတဲ့အတိတ်ကကြားတဲ့စကားလုံးကိုဖယ်ရှားလိုက်တာဟာဇလန်းရဲ့ဗမျှတဲ့အတိတ်ပဲကိုလုံးဝပြောင်းလဲပြစ်တယ်လို့ဖြစ်သွားပါတယ် ဒီလိုရုပ်ပုံတွေကိုရွေးချယ်တီးဖြတ်ပြီးတော့ပြသတာဟာ BBC မှာပထမဆုံးအကြိမ်မဟုတ်ပါဘူး2009ခုနှစ်ကတည်းက2009ခုနှစ်တုန်းကလည်းဒီဘီမာကြီးဒုတိယ Elizabeth ရဲ့ဖူလီယိုဖိုင်ကိုရွေးချယ်တီးဖြတ်ပြီးဒီလိုဒေါ်စတကြီးထွက်ခွာသွားတဲ့ထင်ရအောင်လုပ်ခဲ့တဲ့ဒီ Crown Gate အရှုပ်တော်ပုံလည်းဖြစ်ခဲ့မှုပါတယ်အဲ့ဒီမှာဒီဘီမာကြီးကဒီအမျိုးသမီးတယောက်နဲ့စကားပြောနေအစ်ပြောတဲ့ဟာကသူက ပြန်လည်ပြောနေကြတာဒီတိုင်းပဲဒါပေမဲ့အဲ့ထဲမှာအဲ့ပြောပြောပြီးเนาะပြီးတော့အခန်းကြီးကထွက်သွားတဲ့ပုံလေးပါတယ်ဒါပေမဲ့အဲ့နှစ်ခုကတခြားစီသတင်းဌာနကအဲ့နှစ်ခုကိုဒီဖြတ်ပြီးတော့ဆက်ထားလိုက်တယ်စကားပြန်လည်ပြောပြီးတော့စိတ်ထုတ်တကြီးနဲ့ဗီမာကြီးအခန်းကြီးကထွက်သွားတဲ့ပုံစံထင်အောင် preview file ကိုဟိုပြင်ဆင်လိုက်တာအဲ့တော့အဲ့ဒီဥစ္စာအဲ့ဒါကြောင့်ပဲ အဲ့ဒီလုံရဲ့အကြောင်းအဲ့ဒီဖြစ်ရဲ့အကြောင်းပဲ BBC 1ရဲ့ဒီထုတ်ချက်ထင်းချုပ်ရည်မှုကိုယ်တိုင်ပြရာထူးကနေနှုတ်ထွက်ခဲ့ရတယ်။ဒါကြောင့်ဗီဒီယိုကြီးများမှာပုံရိပ်များကိုရွေချက်ရှိရှိတီးဖြတ်ခြင်းအရခင်ကလေးကရှိခဲ့တဲ့ပြဿနာတစ်ခုဆိုတာခင်ဗျားတို့ကျုပ်တို့နားလည်ထားဖို့လိုအပ်တယ်။ဒီချက်ကနေသူရရှိလိုက်တဲ့သင်ခန်းစာကတော့ဘာလဲဆိုရင်မီဒီယာကြီးတွေဒီပြင် BBC လို့မီဒီယာကြီးတွေဒီပြင်လေတလိုက်မှုရှိနိုင်တယ်သူမို့မှားယွင်း မှုများပြုလုပ်နိုင်တယ်ဆိုတာပါပဲ။ဒါကြောင့်ဒီခမတို့ကျုပ်တို့ကသတင်းအချက်လက်တွေကိုချက်ချင်းမယုံကြည်မီသူ့ရဲ့အရင်မြစ်တွေ source တွေကိုသိချစစ်ဆေးပါ။သူသတင်းမီဒီယာတွေကိုကြည့်ရှုနားထောင်တဲ့အခါဝိပန်းပိုင်းခြားတဲ့စိတ်ဒီ critical thinking အဲ့ဒါတွေနဲ့အမြဲဆန်းစစ်ဖို့လိုအပ်ပါတယ်လို့ပြောကြရင်းနဲ့ဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သင်တို့ရဲ့ထင်မြင်ချက်တွေကို comment မှာပြောပြခဲ့ပါဦး။